အားလုံးပဲမင်္ဂလာပါဥပကျော်တူရီ YouTube Channel လေးကနေပြီးတော့ဦးဇော်ဘရမစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်မင်္ဂလာရှိတယ်ညနေခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုပုံမှန်အမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတယ်လူဟောင်းကုကူမားတွေကအခုမှတွေ့လို့မြင်လို့ဝင်ရောက်အားပေးတယ်လူသေးကုကူမားတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ပါတယ်ပြည့်စုံကြပါစေလို့ကျွန်တော်ဥပကျော်ဒူရီ YouTube Channel အစ်စ်ကလေးကနေပြီးတော့အားလုံးကိုစုမကောင်းလေးတောင်းမိလိုက်ပါတယ်ဗျာနော်အခုဒီလိုက်ရှိုးပြီးဖိုင်လေးစီကျွန်တော်တို့18ရက်17လ2020တင်းငါတနင်္လာအဖွင့်နေ့စံနှစ်နာရီတမီနေ့အတွက်နော်အဖွင့်လှဖို့အားလုံးကိုတက်နိုင်သလောက်ပေါ့နော်အကောင်းဆုံးကြိုးစားပေးထားတယ်အခုဒီလိုက်ရှိုးပြီးဖိုင်လေးကနေပြီးတော့ကိုကူမားရဲ့အဒီကထားပြီးတော့ဆော့ရမယ် เนาะกีอปีขุยบ่เนาะกีอปีขุยလေးကိုကျွန်တော်အကြိုက်ဆုံးပဲအဲ့အတွက်ကြောင့်ကီးအပီးခွေလေးကိုအဓိကထားပြီးတော့ကျွန်တော်တို့ကစားမယ်တနင်္လာအနေမှာအခွင့်လှဖို့အတွက်เนาะဒီကီးပီးခွေလေးကိုအဓိကထားပြီးတော့ကစားမယ်အဲ့အတွက်ကြောင့်အားလုံးပဲ live show video လေးကို စားလေအဆုံးပြီးဆုံးနိုင်အောင်လို့ကြည့်မယ်เนาะ18ရက်17လ2020နဲ့ငါတနင်္လာအခွင့်လေးအတွက်ကဲကနန်းလေးမှတ်မယ်ဆိုတော့ကိုကိုမားတွေကအားလုံးပဲ စပြီးတော့မှတ်ဖို့အစဉ်အသင်းလေးပြင်မယ်နော်အဲ့တော့ကဏ္ဍလေးမှတ်ပြင်မှတ်ဖို့နော်မလောက်ခင်အခုဒီတိုင်းရိုးဗီဒီယိုဖိုင်လေးကိုကြီးနေကြတဲ့အထဲမှာကျွန်တော်ရဲ့လူဟောင်းအဖွဲ့ဝင်လေးလူသစ်အဖွဲ့ဝင်လေးအားလုံးပဲအဖွဲ့မဝင်ရသေးတဲ့ကိုကူမားတွေအားလုံးပဲအဖွဲ့ပြောင်းဝင်ထားဖို့ကျွန်တော်ပြောချင်တယ်ဗောနော်ကျွန်တော်တို့ဒီရှေ့အပတ်ဗောနော်တောက်ကြနေမှာကျွန်တော်တို့ main နှက်ကွက်နေသူအောင်ဝင်းမခံလိုက်ရဘူး အဲ့တော့ကြောင့်ရှေးလာမဲ့အပတ်ပေါ့နော်ရှေးလာမဲ့အပတ်ကျွန်တော်တို့18ရက်ကနေပြီးတော့19ရက်အတွင်းမှာ3ရက်အတွင်းပေါ့နော်တနင်္လာအင်္ဂါဗောဓူ3ရက်အတွင်းမှာဇာရိုးပတ်တိမွေးနှက်ကွက်ကိုကျွန်တော်ရဲ့လူအောင်ဖွဲ့ဝင်လူသစ်ဖွဲ့ဝင်တွေအားလုံးကိုကျွန်တော်အခုဒီညတနင်္ဂနွေနေ့ည10နာရီမှာခန်းန်းလေးစပြီးတော့ပို့ပါမယ်အဖွဲ့မွေရသေးတဲ့လူသစ်လူဟောင်းကိုကိုမာရီကလည်းကျွန်တော်တို့တနင်္လာအခွင့်နေ့17ခွဲဒီကျွန်တော်အဖွဲ့ဝင် ဖွင့်ပေးထားမယ်အဲ့တော့ လူဟောင်းလေးကျွန်တော်လူသစ်တွေကတော့ကျွန်တော်အဖွဲ့ဝင်ခေါ်ထားတဲ့ဗီဒီယိုဖိုင်လေးရှိတယ်ဗောနော်အဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဖုန်းနံပါတ်ကလေးတွားယူမယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်ကလေးကိုဒီမှာတော့ကျွန်တော်အဖွဲ့ဝင်ဖုန်းနံပါတ်ကလေးမချပေးတော့ဗောနော်ကဲအဲ့တော့အားလုံးပဲလူဟောင်းလူသစ်ကိုကိုမားရဲ့အားလုံးပဲကျွန်တော်ဒီည10နာရီမှာအဖွဲ့ဝင်ကဏ္ဍကိုစပြီးတော့အနီးကပို့မယ်အဲ့တော့မက်ဆေ့ကနေပို့မယ်ဗိုင်ဘာသမားတွေဗိုင်ဘာကနေပို့မယ်အဲ့ဒီအကြောင်းအားလုံးပဲအခုဒီလိုက်ရှိုးလေးကိုကြည့်ကျွန်တော်10နာရီမှာ ခဏလေးစရောက်မယ်တကယ်လို့မနက်ကိုကျွန်တော်ပို့တဲ့ခဏလေးမရောက်ခဲ့ဘူးဆိုရင်မနက်9:00ခွဲတော့ကိုဖုန်းလေးပြန်ဆက်ပြီးเนาะအဲ့လိုလေးတော့လုပ်ပြီးနှမဆိုရင်ကိုကိုမာတွေမရဘဲနဲ့နေလိုက်မယ်เนาะကဲဒါဆိုလို့ရှိရင်နေ့တိုင်းလေးလိုက်ဆော့မယ်နေ့တိုင်းမှတ်မယ်ဆိုတော့ကိုကိုမာတွေအားလုံးပဲနေ့တိုင်းလေးမှတ်ဖို့အစဉ်အသင့်ပြင်မယ်တနင်္လာအဖွင့်လေးမှာအဖွင့်လှဖို့အားလုံးပဲเนาะအစဉ်အသင့်ပြင်ထားမယ်ကဲဒါဆိုလို့ရှိရင် 18ရက်17လ2020နေ့ကတနင်္လာအဖွဲနေ့12နာရီတမီနှစ်အတွက်အကောင်းဆုံးရွှေကီးအကောင်းဆုံးရွှေကီးစီကျွန်တော်တို့69ကီးဖြစ်ပါတယ်69ကီးပါ69ကီးကိုမှကျွန်တော်တို့အခွေအနေနဲ့ကစားမယ်ဆိုတဲ့ကိုကိုမာရဲ့အခွေအနေနဲ့ကစားမယ်အခွေကစားပြီဆိုလို့ရှိရင်အပူပါထည့်ခွေမယ်အခွေကိုတော့ကြိုက်တယ်ဗျာနော်69ခွန်အခွေကိုကြိုက်ပါတယ်အဲ့တော့69ခွန် ကီးအခွေကိုကျွန်တော်တို့ကကတ်ရင်တစ်ချောင်းနဲ့ကတ်မယ်เนาะ၄ကိုခွန်ကီးအခွေเนาะကီးအခွေ အပူပါခွေ ကတ်မယ်တစ်ချောင်းနဲ့ကတ်မယ်ဒါစီကျွန်တော်တနင်္လာအဖွဲနေ့မှာကျွန်တော်အကြိုက်ဆုံးပါเนาะ၄ကိုခွန်ကီးခွေမယ်တို့မဟုတ်တစ်ချောင်းနဲ့ကတ်မယ်ဒါကိုအကြိုက်ဆုံးပါတခါလေးပြောမယ်เนาะကဲဒါဆိုလို့ရှိရင်၁၈ရက်၁၇လ2020နေ့ငါတနင်္လာအဖွဲနေ့၁၂နာရီတမီနှစ်အတွက်ရွှေကြီးစီ လေးကိုခွန်ကြီးဖြစ်ပါတယ်လေးကိုခွန်ကြီးကိုကျွန်တော်တို့ကတစ်6နဲ့ကပ်ပါမယ်ဒါစီကျွန်တော်အကြိုက်ဆုံးပါတနင်္လာအဖွဲ့နေ့စန်းစာရီတမီနေ့တော့เนาะကဲဒါဆိုရင်ကျွန်တော်တို့လေးကိုခွန်ကြီးကိုခွေမယ်အပူပါထဲခွေမယ်เนาะโอเคကဲဒါဆိုရင် break သမားတွေအတွက်ကျွန်တော်တို့ break ကျွန်တော်နဲ့အကြိုက်တူတဲ့ကိုကိုမာရီက break တစ်လုံးပဲဆော့ရမယ်ကျွန်တော်အကြိုက်မတူတဲ့ကိုကိုမာရီကတော့အရန် break ကိုဆော့ပါเนาะဒါကကိုအစဉ်ပြေတဲ့ break လေးကိုဆော့ကျွန်တော်ကတော့ break နှလုံးမှာတစ်လုံးကိုရွေးချယ်ပေးထားတယ် ကဲ18ရက်17လ2020နေ့ငါအကောင်းဆုံးဘရိတ်ဒီ6တက်ဘရိတ်ပါ6တက်ဘရိတ်ကိုမှကျွန်တော်နဲ့အကြိုက်တူတဲ့ကိုကိုမားတွေက6ဘရိတ်ကိုအဓိကထားပြီးကစားလို့ရပါတယ်6ဘရိတ်ပါနော်6ဘရိတ်ကိုအဓိကထားပြီးကစားလို့ရတယ်6ဘရိတ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘရိတ်သမားတွေအတွက်6တက်ဘရိတ်ကျွန်တော်နဲ့အကြိုက်တူတဲ့ကိုကိုမားတွေက6ဘရိတ်ကိုကစားမယ်နော်တက်ဘရိတ်ကိုလည်းကြိုက်တယ်ဆိုတော့ကိုကိုမားတွေကတက်ဘရိတ်ကိုစား 6 break ကိုတော့ကြိုက်တယ်တစ် break ကိုလည်းအရန်နေနဲ့ထိုးမယ်ဆိုတော့ကိုကိုမာရီကတစ် break ကိုလည်းကစားနော်ကဲဒါဆိုလို့ရှိရင် main 3ခွက်ဒါဒီ main 3ခွက်ကတော့ကိုကိုမာရီ break ကြိုက်သည်ဖြစ်စေ key ကိုတစ်ချောင်းနဲ့ကတ်သည်ပဲဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ဒီ main 3ခွက်ကိုတော့ထည့်ထိုးအားလုံးနော် main 3ခွက်ကိုတော့ထည့်ထိုးကဲဒါဆိုလို့ရှိရင် main 3ခွက်နော် main 3ခွက်ဒီ၄3 9 3ခွန်3ဒီ main 3ခွက်ပါ၄3 9 3 သည်သည် main 3ခွက်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် main 3ခွက်ရပြီဒါဆိုရင်ဒူ main ဈေးဘူးအကအရန်နေနဲ့ဒါဒူ main ကိုကျွန်တော်က9000ဘူးလောက်ထိုးရင်ဒါဈေးဘူးအကကိုတော့1000ဘူးလောက်တော့ထိုးရမှာပေါ့နော်ကဲဒီလိုလေးတော့ထိုးပေါ့နော်ကဲဒါဆိုရင်ဒူ main 4ခွက်ဈေးဘူးကဒူ main 4ခွက်သည်48 68 98ဖြစ်ပါတယ်48 68 ဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းနော်ကိုကိုမားတွေကျွန်တော်လည်းအကြိုက်တူတယ်ဆိုတော့ကိုကိုမားတွေတစ်ခွက်ကောင်းအဲ့ဒီတစ်ခွက်ကောင်းစီကျွန်တော်ကီးအခွေတွေကထုတ်ပေးမှာနော်ကီးအခွေတွေကထုတ်ပေးမှာအဲ့ဒီတစ်ခွက်ကောင်းစီကီးအခွေတွေကထုတ်ပေးမှာအဲ့ဒီကီးအခွေတွေကတစ်ခွက်ကောင်းစီ46ဆိုတဲ့တစ်ခွက်ကောင်းဖြစ်ပါတယ်46တစ်ခွက်ကောင်းမှာမနက်ဖြန်မှာကျွန်တော်တို့ကီးအခွေနဲ့ မိန်ဝက်ကလေးဒါဆောင်းအောင်ကစားနိုင်တဲ့ကိုကူမာကျွန်တော်အကြိုက်ဆုံးလေးကိုခွန်ကြီးကိုတစ်ချောင်းနဲ့ကတ်တာကိုကြိုက်တယ်ဘရိတ်သမားတွေအတွက်6ဘရိတ်ကြိုက်တယ်မိန်၃ဝက်ကိုတော့ဒါအားလုံးပဲဘရိတ်သမားတွေကဒါကီးနဲ့ကတ်တဲ့ကိုကူမာတွေကိုအားလုံးပဲထိုးမယ်နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်အကြိုက်ဆုံးမိန်တစ်ခွက်ကောင်းသည်လေးကိုတစ်ခွက်ကောင်းပါနော်လေးကိုတစ်ခွက်ကောင်းဖြစ်ပါတယ်အဲ့တော့အခုဒီလိုက်ရှိုးပြဖိုင်လေးကိုစားလေအောင်ပြီးဆုံးတိုင်အောင်ကြည့်ရကျွန်တော်ရေကိုမာတွေအားလုံးပဲ စိတ်ချမ်းသာခြင်းကိုရမ်းမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ရပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူးရီ YouTube Channel လေးကနေပြီးတော့เนาะစုမကောင်းလေးတောင်းပေးလိုက်ပါတယ်ကျွန်တော်ရဲ့ live show video လေးတွေကိုပုံမှန်အမြဲတမ်းကြည့်နေတဲ့ကိုကိုမားရဲ့အပန်းမကြည့်ဘူးဆိုလို့ရှိရင် comment ကလေးတယောက်တစ်ချောင်းစီ like လက်မလေးတယောက်တစ်ချက်စီနှိပ်ခဲ့မယ်။ကဲမင်္ဂလာပါလို့ comment လေးတယောက်ကြောင်းမှန်းမယ်အပန်းမကြည့်ရင်ပေါ့နော်။ဗလိန်ကျင်တဲ့ကိုကိုမားကြီးကလည်းဝင်ဗလိန်သွားလို့ရတယ်။ကို အဆင်ပြေသလိုပေါ့နော်ဒါကိုကိုမားရဲ့ live လမတစ်ချက် comment တစ်ချောင်းဒီကျွန်တော်ရဲ့အခုဟိုဘာကျော် channel အစ်စ်ကလေးတွေအားစီနော် supporting လေးဖြစ်ပါတယ်အဲ့တော့ကြောင့်အပန်းမကြည့်ရင် live လမလေးတစ်ချက် comment လေးတယောက်တစ်ချောင်းစီရေးပြီးတော့အားပေးခဲ့မယ်ကဲအဲ့တော့အားလုံးပဲအဖွဲမဝင်ရသေးဘူးဆိုတော့လူသစ်တွေကလည်းအဖွဲဝင်ဖို့တနင်္လာအဖွဲနေ့7ခွဲဒီအဖွဲဝင်လက်ခံပေးထားမယ်နော်ပြီးရင်ကျွန်တော်တို့နော် လူဟောင်းတွေကလည်းအဖွဲပြန်မဝင်ထားသေးဘူးဆိုရင်လူဟောင်းတွေအဖွဲဝင်ထားလို့ရပါပြီเนาะတနင်္လာအဖွဲနေ၁၁ခွဲကြီးကျွန်တော်အားလုံးကိုစောင့်မိမယ်เนาะကြည့်ဒါဆိုအားလုံးပဲဘိုင်းပဲပါเนาะ